အားလုံးမင်္ဂလာပါဒီတစ်ခေါက်မှာတော့ဩဇာတိဤကောင်းကျိုးများနဲ့ဆိုးကျိုးများကိုမျှဝေပေးမှာဖြစ်ပါတယ်ဩဇာတိဤကောင်းကျိုးများကတော့ဗီတာမင်အကျွေးဝခြင်းကိုခံအားစနစ်ကိုမြင့်တင်ပေးပြီးယောဂကူးစက်မှုတွေကိုကာကွယ်ပေးနိုင်ပါတယ် နှစ် antioxidant တတိုးဆန့်ကျင်ပစ္စည်းပါဝင်ခြင်းခန္ဓာကိုယ်တွင်းရှိ free radical တွေကိုတိုက်ထုတ်ပေးနိုင်တာကြောင့် cell တွေပျက်စီးတာကိုကာကွယ်ပေးပြီးရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်ပါတယ်၃အမြင်တတ်မြင်မားစွာ ပါဝင်ခြင်းအစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်တွေးတွင်တခြားဓာတ်ကိုလည်းထိမ့်မိရမှာအထောက်အကူပြုနိုင်ပါတယ်၄ vitamin complex ကျွေးဝခြင်း အထူးသဖြင့်ဗီတာမင်မ6ဖေရဒါ့ဇိုင်းပါဝင်တာကြောင့်အုံနောက်နဲ့အာယုံကျောစနစ်ရဲ့လုပ်ငန်းဆောင်လာတွေကိုကောင်းမွန်စေပြီးစိတ်ဖြစ်စီမှုကိုလျှော့ချရမှာကူညီနိုင်ပါတယ်။ငါးတတုဒတ်များပါဝင်ခြင်းပိုတက်စီယမ်မက်ဂနီစီယမ်တန်တက်ဖော့စဖရပ်စတဲ့တတုဒတ်တွေ ပါဝင်လို့နှလုံးကျန်းမာရေးအရိုးကျန်းမာရေးနဲ့တွေးအားကောင်းဖို့အထောက်အကူပြုပါတယ်။6မျိုးလုံးကျန်းမာရေးအတွက်ကောင်းမွန်ခြင်း ရီဘဖလဗင်ဗီတာမင်ဘာနစ်နဲ့ဗီတာမင်ကလိုကအမြင်အာရုံကိုကာကွယ်ပေးပြီးမျက်လုံးရောဂါအချို့ဖြစ်နိုင်ခြေကိုရှင်းချပေးနိုင်ပါတယ်။ခုနှစ်သွေးအားနည်းခြင်းကိုကာကွယ်ခြင်းတန်တက်ပါဝင်လာကြောင်းသွေးနီဦးစဲထုတ်လုပ်မှုကိုအားပေးပြီးသွေးအားနည်းခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ရှစ်အရေပြားနဲ့သပင်ကျန်းမာရေးဗီတာမင်ကကောလာဂျင်ထုတ်လုပ်မှုကိုအားပေးလို့အရေပြားကိုနှုတ်ပြစေပြီးဗီတာမင်အကသပင်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ဩဇာတိဤစူးကျိုးများတတိပြုရန်ချက်များတန်အစီများစားသုံးမိခြင်းဩဇာတိအစီတွေမှာ anola ecolite alkaloids လို့ခေါ်တဲ့အစိတ်အတွေပါဝင်ပါတယ်ဒီအစီတွေကို စားသုံးမိရင်အစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာပြဿနာတွေပြုတ်အန်ခြင်းဝမ်းလျှော်ခြင်းဖြစ်စေနိုင်တယ်လို့ပမာဏများရင်အာယုံကြောစနစ်ကိုထိခိုက်နိုင်ပါတယ်နိဖက်စတီဆိုက်ရက်ဇီဒူပုတ်တဆီအကျဉ်းချံ အချို့စိုက်ပျိုးနည်းတွေမှာကိုးတက်ဆေးတွေအသုံးပြုတာကြောင့်အခွန်မှာကိုးတက်ဆေးအကျဉ်းကျန်တွေကန့်ညင်းနေနိုင်ပါတယ်။စားသုံးခြင်းမပြုမီရေစင်စင်ဆေးကြောတင်ပါတယ်။အချို့သောအခြေအနေများတွင်ရှောင်ကျဉ်ရန်သုံးပါကင်ဆန်ယောဂါ Parkinson's disease ရှိသူများဩဇာတိနှင့်အခြားမနာနဆယ်မျိုးနွယ်ဝင်အပင်တွေမှာပါတဲ့ငနာနဆင်ဆိုတဲ့ဓာတ်ပေါင်းကအာယုံကြောဆဲတွေကိုထိခိုက်စေနိုင်တယ်လို့အချို့လေ့လာမှုတွေက ဖော်ပြပါတယ်။ ပါကင်ဆန်ယောဂရှိသူများဒို့မဟုတ်အာယုံကြောဆိုင်ရာပြဿနာရှိသူများဒီစားသုံးခြင်းမပြုမီဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။၄ကိုဝင်ဆောင်တဲ့နှုတ်တိုက်မိခင်များသူတေသနာအချက်လက်အလုံးအလောက်မရှိသေးတာကြောင့်တတိထားစားသုံးသင့်ပြီးဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။၅တရားဓာတ်ပါဝင်မှုမြင်မာခြင်းဩဇာတိဟာခြုံတဲ့အတွက်တရားဓာတ်ပါဝင်မှုမြင်မာပါれစီဂျိုယောဂရှိသူများအနေနဲ့စားသုံးမှုပမာဏကိုဂရုစိုက်သင့်ပါれ6အပူဓာတ် အချို့သူတွေကဩဇာတိကို အပူဓာတ်များတယ်လို့ယူဆကြပြီးများများစားရင်ကိုပူတာပါဇက်အနာပေါက်တာစသဖြင့်ဖြစ်တတ်တယ်လို့ပြောကြပါတယ်။ဒါကတော့လူတဦးချင်းစီရဲ့ခန္ဓာကိုယ်ပုံမူတည်ပါတယ်။အချို့အားဖြင့်ဩဇာတိဟာကျန်းမာရေးအတွက်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေများစွာပေးပေမဲ့အထူးသဖြင့်အစီတွေကိုတတိထားရှောင်ရှားပြီးဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်တော့ like share လေးလုပ်ပေးခဲ့ပါဦး။နောက်တင်တိုင်းဗီဒီယိုလေးတွေကို လက်မလို့ရအောင်လို့ subscribe လေးလုပ်ပြီးခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးပါအောင်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်